ဲ့ frame တစ်ခုချင်းစီတိုင်းကိုကတ်တကတ်ချင်းစီတိုင်းကိုအမအလှပလေးနဲ့သူကသွားတာအဲ့တော့ကျမစင်းပေါ်မှာပြောရတယ်အမအဲ့လောက်မလှနဲ့လေအရန်ဆင်းရဲကျင်သွားမယ်လူတွေကတောက်ကြည့်ပြီးဆင်းရဲကျင်သွားမယ်ကားတကားလုံးကိုကြည့်ရနေ့ရက်မှလုံးဝဖြစ်တယ်အဲဒါကဘာကြောင့်လဲအလုပ်တွေပြီလို့လာတော့ထင်ရတယ်ပေါ့အဲ့လိုမျိုးဆိုဒီလိုလူမျိုးတွေဒီလိုမလုပ်လို့ရတာအောင်ကျမအဲ့အပြင်အကုန်လုံးရက်လိုက်တာအဲ့ဆိုဒီရဲ့နေ့ရက်မှအရန်ဖြစ်စီထားတာ နေ့ဟီမန်ကာရိုက်တာကတော့လေဟိုဟာပြဿနာတစ်ခုကြုံလာလို့ရှိရင်နည်းနည်းမစင်စားဘူးပေါ့နော်သူစိတ်ထင်တိုင်းကိုဆုံးဖြတ်တယ်စိတ်ထင်တိုင်းလုပ်တယ်ဒါပေမဲ့သားသမီးပေါ်မှာအယံချစ်တယ်ပေါ့ဆိုတော့နည်းနည်းဇရိုက်ဆန်တယ်ရက်ွက်ထဲမှာအော်ကြောလန်လို့လည်းဖြစ်တယ်ဒါပေမဲ့ဒါပေမဲ့သူ့သမီးကိုတော့သူကအထီးမခံဘူးပေါ့နော်သူ့သမီးနဲ့ပတ်သက်လာလို့ရှိရင်သူကဘာပဲဖြစ်ဖြစ်ရင်ဆိုင်ဖြည့်ရှင်းမယ်ဆိုတော့မိမမျိုးဖြစ်တွေ့ရမှာပါမင်းမပြောက်တဲ့အာ ကျွန်မနဲ့ driver distribution เนี่ยတခါမှမဆုံးဘူးမဆုံးဘူးတော့တနေ့ဖုန်းစိမ့်ဝင်လာတော့သူ့ကိုသူမိတ်ဆက်တယ် driver distribution မှာဆိုတော့အဲ့နဲ့အော်အမပေါ့အဲ့လိုပြောတဲ့ခါကျတော့သူဒီကားလေးရိုက်ဖို့ရှိတယ်အာ casting နေတော့မချရသေးဘူးပေါ့နော်ဒါပေမဲ့နှင်းဟိမန်နေရာမှာစုံကိုတူဆောင်စီကျင်တယ်ပေါ့အဲ့လိုပြောတော့ဆိုတော့အမဘာကြောက်လဲပေါ့ဘာကြောက်လဲဆိုတော့သူဒီကားမှာဒီလိုဒီလိုရှိရတယ်တယုတ်ဆောင်မှုကြီးကဒီလိုဒီလိုရှိရပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ high class နဲ့ low class နှစ်ခုကြားကိုလည်းသူကအာပြထင်ပေါ်အောင်ပြမယ်မိဘမေတ္တာဘွဲ့ကြီးလည်းပြမယ်ဒါကပြီးရခါကျတော့ဟိုပါဘောသူတို့ရဲ့ချက်ချင်းမေတ္တာလေးတွေပေါ့1500လည်းပါမယ်ငါ28လည်းပါမယ်ပေါ့နော်ဟိုဇက်ကစပြောရရရန်လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးတော့ magic view ရှင်ကပို့ရင်နေရကျွန်မအရန်ကြိုက်ခဲ့ရတဲ့ driver ပေါ့အမားနဲ့ရိုက်လို့အမားကားတွေကြီးလိုက်လို့ရှင်မြန်မာကားတစ်ခါကိုကြည့်နေရတယ်မတူအဲသူကလေဟိုအလှလေးဖြစ်တာပေါ့နော်ကျမတို့ဒီတဲမှာဆိုလို့ရှင်လည်းသူက tough frame ဂျင်းစီတိုင်းကို ိုရဲရန်ကလည်းစူးစမ်းအထုတ်တယ်မကြည့်ဘူးရှင်လည်းစူးစမ်းအထုတ်တယ်ဒါကကျွန်မပြောလိုက်တာပေါ့ပေါ့လေးမဟုတ်ကြည့်ကြည့်ပါအဲ့ frame တစ်ခုချင်းစီတိုင်းကိုကတ်တကတ်ချင်းစီတိုင်းကိုအမအလှပလေးနဲ့သူကသွားတာအဲ့ဆိုကျွန်မစင်းမမပြောရတယ်အမအဲ့လောက်မလှနဲ့လေအရန်စင်းရဲကျင်သွားမယ်လူတွေကတောက်ကြည့်ပြီးစင်းရဲကျင်သွားမယ်သူအဲ့စင်းရဲတဲ့မိဘဆောင်လေးကို ရိုက်တာကိုပါကိုအာကိုရဲရန်ကလည်းဒါသူကလည်းအဲ့ ရန်ကိုလေးလာပြီးတော့တခါတည်းဟိုစူးစမ်းပန်းစားပေါ့နော်သူလည်းယူတယ်မတ်ကြည့်ပြရှင်ရလဲအဲ့ဒါဟာဟိုကိုရဲ့အပေါ်မှာတော့ထပ်ပြီးတော့ထပ်ပြီးတော့တခါရီထပ်အုပ်တယ်လို့ပေါ့ရှင်ဒါကအမတ်ကြီးပြရှင်ရဲ့ဒါကသူ structure တိဆောက်ပြီးတာပါเนาะအာနှင်းဟိမန်ကိုသူကအဲ့ဒါကိုလိုချင်တယ် ကိုရီးယားအကြီးမားတွေလိုလေသပင်းတွေဟိုလိုမျိုးဟာမျိုးလိုချင်တယ်။ဒါပေမဲ့မြန်မာဘူးပြူတဲ့အခါကျကျွန်တော်တို့ဒီလိုမျိုးတော့လုတ်တယ်။အဲ့လိုမျိုးသပင်းနေကိုသူကဘယ်တော့မှမတက်ရဘူး။သူကအမြဲတမ်းဘက်တီဘက်တီဖြစ်တယ်။သူကအဲ့လိုသူကသူ့ရဲ့ life ကောသူကပြင်းထန်တာ။ဒီသမီးတယောက်ဒီလိုပညာတတ်ဖြစ်ဖို့သူကအရန်လုတ်ထားရတာဆိုတဲ့အခါကျတော့လေသူကအမြဲတမ်းအောင်သူကပင်ပန်းနေရတာမိမ့်မ။အဲ့ထရမှာတော့ပုံပုံလို့อ่ะကျမတို့ဒီကားထဲမှာတော့လေဟိုလှတာပတ်တာအခန်းလေးတော့မြင်ရမှာမဟုတ်ဘူးအဲ့လိုလေ အရန်ပင်ပန်းပြီးတော့လေမက်ချီပြူရှာဖုန်းဆက်ပြီးတော့တော့ပြောတယ်အော်ဘောနော်ပြုံဘောနော်ဒီကားတကားလုံးကိုကြည်ရနှိမ့်မှလုံးဝဖြစ်တယ်အဲဒါဘာကြောင့်လဲအလုပ်တွေပြီလို့လာအောင်ထင်ရတယ်ဗောအဲ့လိုမျိုးဆိုကျွန်မရိုက်ကူးရေရကကျွန်မတယောက်ထဲရိုက်ကူးရဒီရဲ့အဲဒီသုံးလုံးကျင်မှာ34ရက်ရှိရကျွန်မတယောက်ထဲရိုက်ကူးရိုက်ကူးရရကဗောနော်အဲ့34ရက်ပြီးရနဲ့17လပိုင်းမှာကျမတို့ပြီးသွားပြီးခဲ့နှစ်17လပိုင်းပြီးသွားကျမအဲ့ဒါပြီးရင်အကုန်လုံးရက်လိုက်တာ ဲ့ဆိုဒီရဲ့နှင်းရင်မှအရန်ဖြီစီထားတာဟဲ့မိဗျာငါကလည်း12ရာသီပတ်လုံးရန်ဖြစ်ချင်တဲ့မိမလို့ထင်နေရလားငါရန်ဖြစ်ချင်တာမဟုတ်ဘူးဒီလိုလူမျိုးတွေဒီလိုမလုပ်လို့ရှင်ငါခေါင်းပေါ်ချိတက်ပါ series တွေရိုက်ခဲ့တယ်အများအခုလက်ရှိလည်းရိုက်နေတယ်ဒါပေမဲ့သုံးလုံးတင်ပြီးပါကျွန်မတို့အရန်ဟိုပေါ့နော်ဖီအားလည်းများတယ်လို့အရန်ပြင်ပန်းတယ်လို့ကျွန်မခံစားရတယ်အဲ့ဒါပြီးတော့ကျွန်မရက်ရိုက်တယ်ပေါ့နော် ကျွန်မရင်ဇက်ကောင်ဇက်ကောင်တွေကကျွန်မ character နဲ့ ဒါအနှစ်ယူရတဲ့အတွက်ကျွန်တော်ပင်ပန်းတယ်ပရက်ရှာတွေရှိရာမျိုးတွေရှိခဲ့တယ်ကျွန်မလေဒါပေမဲ့ဒီ၃နှစ်တင်မျိုးကလည်းညင်ညင်တတာနဲ့ပင်ပန်းတာညင်ညင်တတာနဲ့ပင်ပန်းတာ तू ကအများကြီးလုပ်ရတယ်အများကြီးပုံဖော်ရတယ်အဲဆိုပြောလို့ရှိရင်ကျွန်မအမှုပညာအများကြီးပြသခွင့်ရတဲ့စီးရီးလေးပါမထင်ကြမှာကြောက်လို့ကျမအကောင်းဆုံးကျမအစင်တန်းရှိရဲ့အဆောင်မှာကျမကျမတက္ကမလွတ်သွားလို့မရဘူးလွတ်သွားရင်ပြိတ္တအရှိကို ရောက်သွားတဲ့ဆက် drive monitor ကြည့်နေတဲ့ driver ရှိကိုအရင်ရောက်ပါလို့ဆိုတဲ့ခါကျတော့အမအကိုလည်းစိတ်မချုပ်စေချင်ဘူးတစ်ခါတစ်ခါလည်းမတင်စေချင်ဘူးကျွန်မအများကြီးစူးစမ်းထားပါတယ်ဒီဇက်ကိုသူဖတ်ပြီးတော့သူရမ်းခံစားဘာလို့ဆိုတော့မိပါမေတ္တာပွဲရတအားပါနေတဲ့ခါကျတော့အဲ့လိုဆိုတဲ့ခါကျတော့ခုနပြောတဆင်းချင်းတဆင်းချင်းတဖရိန်တိုင်းတော့အမကစူးစမ်းအားထုတ်တာလေအဲ့တော့အရင်ကြည့်ပြီးရှင်နဲ့အခုကြည့်ပြီးရှင်နဲ့တမိပြောလို့တူလားဆိုတော့ကျမကတော့လုံးဝမတူလို့ထင်ပါတယ် အရင်ရက်ထက်အများကြီးအများကြီးအရန်မိုက်တဲ့ဘမကြည့်လို့ရှင်ဖြစ်သွားပြီပေါ့မဟုတ်ဘူးမကျူးကအရန်ဖြစ်သွားတဲ့လက်ရာတွေပေါ့နော်ဟိုအတိတ်သာရအများကြီးထွက်လာတဲ့အမှုပညာတွေလို့ကျွန်မထင်အရင်တော့ဟာတော့ရှိတယ်အမအရင်တော့ကသူ့နာမည်တခုကို site ထူထားနိုင်တဲ့အတိုင်းအမရဲ့လက်ရာတွေကတကယ်ကိုအာချစ်စရာကောင်းမွန်ပုံစံတော့အခုအခုလက်ရာကတော့ကြည့်လိုက်ပါကျွန်မပြောလို့ရှင်အပြောကကျုံပါဖြစ်ပါလိမ့်မယ်အမတကယ်စူးစမ်းအထောက်ထားတာပြေပါ